မင်္ဂလာပါ TV ဖတ်ချက်ရဲ့ပေါက်ကက်အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ဒီတစ်ပတ်ပြောပြပေးသွားမှာတွေကတော့အိန္ဒိယမှာရှိတဲ့ Cookie PDF စကမ်းတွေကိုအိန္ဒိယကဘုံကျဲရှင်းလင်းနေတယ်ဆိုတဲ့သတင်းအမှားစင်ကူးမြို့နယ်အတွင်းလက်ပံလှရွာမှာအခြေပြုနေတဲ့ PDF စကမ်းကိုဘုံကျဲချိန်မုံနဲ့ PDF 18ဦးနဲ့40ကျော်ဒဏ်ရာရတယ်ဆိုတဲ့သတင်းအမှားနဲ့ အိန္ဒိယအာဒန်ရိုက်ဖယ်တပ်ရင်းကချင်း PDF တွေရဲ့လက်နက်တွေကိုအကုန်ဖမ်းဆီးနေတယ်ဆိုတဲ့သတင်းအမှားတွေကိုစစ်ဆေးတင်ဆက်ပေးသွားမှာပါ။အိန္ဒိယနေဆက်မှာရှိတဲ့ cookie PDF စခန်းတွေကိုအိန္ဒိယကဘုံကျဲရှင်းလင်းနေတယ်။ cookie ရက်ွက်တွေထဲစစ်ဆေးတာလက်နက်တွေပါမိပြီးပွဲကျန်းနေတယ်။အထူးကိန်းအောင်အသွင်ဆောင်လာပြီးဆိုပြီးစစ်ကောင်စီလော်ဘီတွေကဖြန့်ဝေနေပေမဲ့ အမှန်တကယ်တော့မနိပူရာပြည်နယ်မှာကိုကီးလူမျိုးတွေဟာမနိပူရာပြည်နယ်အတွင်းကလမ်းတွေပေါ်မှာလွတ်လပ်စွာသွားလာလှုပ်ရှား권ပြုတ်တဲ့အပေါ်သဘောမတူဘဲဆန္ဒပြခဲ့ကြရာကလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အထိကယုံဖြစ်ပွားခဲ့တာဒါဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံရဲ့သတင်းတွေမှာဘတ်စကားတွေကိုပြေးဆွဲမှုအပေါ်ဆန္ဒပြရာကနေလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ဆန္ဒပြသူတွေကြား ထိကယုံဖြစ်ပွားပြီးအမျိုးသားတအုပ်သေဆုံးပြီး25ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်မနီပူရာပြည်နယ်မှာဒေသတွင်းအထိကယုံဖြစ်ပွားမှုအပေါ်အိန္ဒိယနယ်စပ်မှာရှိတဲ့ Cookie PDF စခန်းတွေကိုအိန္ဒိယကဘုံကျဲရှင်းလင်းနေတယ်။ Cookie ရက်ွက်တွေထဲစစ်ဆေးပြီးလက်နက်တွေမိတယ်။အထိကယုံအသွင်ဆောင်လာပြီးဆိုပြီးဖြန့်ဝေနေတာဟာတရင်အမှားပဲဖြစ်ပါတယ်။ စင်ကူးမြို့နယ်အတွင်းလက်ပံလှရွာမှာအခြေပြုနေတဲ့ PDF စခန်းကိုဘုံကျဲချေမုံနဲ့ PDF 18ဦးနဲ့40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုပြီးစစ်ကောင်စီလော်ဘီတွေကဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့စစ်ကောင်စီဘုံကျဲချလို့တိတ်ဆုံးဒဏ်ရာရသူတွေထဲမှာပြည်သူတွေပါဝင်နေတယ်လို့သတင်းမီဒီယာတွေမှာဖော်ပြထားပါဗျ။စစ်ကောင်စီကဘုံကျဲတိုက်ခိုက်တဲ့အတွက်ကလေး6ဦးလည်းတိတ်ဆုံးခဲ့ရပြီး တိတ်ဆုံးရတဲ့ကလေးတွေထဲမှာအသက်၄လအရွယ်ကလေးငယ်ပါပါဝင်နေတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒါကြောင့်စစ်ကောင်စီကဘုံကျဲတိုက်ခိုက်လို့ကလေးငယ်တွေပါတိတ်ဆုံးသူထဲပါဝင်နေပေမဲ့တိတ်ဆုံးရသူတွေဟာ PDF တွေဖြစ်ကြောင်းစစ်ကောင်စီလက်အောက်ခံ lobby တွေကဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။အိန္ဒိယအာဒန်ရိုင်ဖယ်တပ်ရင်းကချင်း PDF တွေရဲ့လက်နက်တွေကိုအကုန်ဖမ်းဆီးနေတယ်ဆိုပြီးတပ်ပုံတွေနဲ့အတူစစ်ကောင်စီလော်ဘီတွေကဖြန့်ဝေနေပါဗျ။ ဓာတ်ပုံတွေကိုစစ်ဆေးကြည့်တဲ့အခါမှာမဏိပူရပြည်နယ်ကခရိုင်6ခုမှာအာဏာပိုင်တွေကလက်နက်တွေပြန်လဲဆွန့်လွတ်ဖို့ကြေညာချက်ထုတ်ပြန်ပြီးတပ်မတ်ရဲ့မကုံဆုံးခင်မှာလာရောက်အနှံတဲ့လက်နက်တွေသာဖြစ်နေတာကိုအိန္ဒိယနိုင်ငံမဏိပူရဒေသတွင်းသတင်းဌာနတွေမှာဓာတ်ပုံတွေနဲ့တူဖော်ပြထားတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါကြောင့်အိန္ဒိယအာဒန်ရိုင်ဖယ်တပ်ရင်းကချင်း PDF တွေရဲ့လက်နက်တွေကို အကုန်ဖမ်းဆီးနေတဲ့ဆိုပြီးဓာတ်ပုံတွေနဲ့တူဖြန့်ဝင်နေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှားခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ online ပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမဟုတ်ပဲမိမိတို့ကိုယ်တိုင် fact check လုပ်ပြီးမှယုံကြည်ကြပါနော်မင်္ဂလာရှိတဲ့ညချမ်းချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်